2025ခုနှစ်အတွင်းလူကြိုက်အများဆုံး EV ကား brand ၅မျိုးအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားဆန်းပြားတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုနောက်ပိုင်းခေတ်တွေမှာနိုင်ငံတော်များများကပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်တွေကိုအသုံးပြုနိုင်ဖို့အတွက်ကိုပဲဦးစားပေးစဉ်းစားလာကြပါတယ်ဒါကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေအတော်များများမှဆိုရင်လေထုညဉ့်ညံ့မှုကနေရှော့ချနိုင်မဲ့တက်တာရရစေနိုင်မဲ့ EV ကားတွေကိုအပြိုင်ဆိုင် ထုတ်လုပ်အသုံးပြုလာကြပါတယ် ဒီနေ့ဗီဒီယိုထဲမှာတော့2025ခုနှစ်တွင်တင့်အနေနဲ့ဈေးကွက်ထဲမှာဝယ်ယူရရှိနိုင်မဲ့ထိပ်တန်း EV ကားတွေကို တင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1 Nissan Ariya အတန်းစုံညာမှုမရှိဘဲငိန်သက်စွာနဲ့ဇိမ်ရှိရှိဆင်းနေနိုင်မဲ့ကားပါ။အတွင်းပိုင်းကိုလည်းကြဲကြဲဝင်းဝင်းဖြစ်အောင်ဖန်တီးထားပါတယ်။ဒကြိမ်အားဖြင့်တွင်းထားပြီးရင်160မိုင်ကနေမိုင်300กว่าဝေးလောက်ထိမောင်းနှင်နိုင်မဲ့ကားဖြစ်ပါတယ်။ကားတစ်စီးရဲ့တန်ဖိုးကဒေါ်လာ4100လောက်ကနေ ဒေါ်လာ9500လောက်ထိတန်ဖိုးကျသင့်ပါမယ်။နံပါတ်1 Force Master Match E Force ကုမ္ပဏီရဲ့ထုံးစံတိုင်းရေသွေးကောင်းမွန်လာကြအောင်ဈေးကွက်မှာလူကြိုက်များပါတယ်။စွမ်းဆောင်ရည်ကောင်းမွန်ပြီးအတွင်းဘက်ဒီဇိုင်းကို smooth ဖြစ်အောင်ထုတ်လုပ်ထားပါတယ်။ Nissan Ariya လိုမျိုးစွမ်းဆောင်ရည်ပိုင်းမှာရန်ကြီးမကွာချပေမဲ့နာမည်ကျော် Force Brand ဖြစ်တာကြောင့်ဈေးကတော့ပိုပါတယ်။တစ်ကြိမ်အားဖြင့်တွန်းထားမယ်ဆိုရင်ခကြီးကွာဝေးမိုင်300လောက်ထိတောက်လျှောက်မောင်းနေနိုင်ပါပါ။ဒီကားကိုဝယ်ခြင်းနဲ့ဆိုရင်အနည်းဆုံးဈေးဒေါ်လာ4200လောက်ကနေ အမြင့်ဆုံးဈေးဒေါ်လာ6500ကျော်လောက်ထိပေးချေရဖို့ရှိနေပါတယ်။နံပါတ်3 Chevrolet Equinox EV Chevrolet ကတော့ customer တွေအတွက်တန်ဖိုးတင် EV ကားတွေထုတ်လုပ်ရောင်းချပေးဖို့ဆန္ဒရှိနေကြတာကြာပါပြီ။ဒီအတွက်အချိန်ယူစူးစမ်းခဲ့ရင်အခုနောက်ဆုံးမှာတော့ဒီအမျိုးအစား EV ကားကိုဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ကားစီးရဲ့တန်ဖိုးကဒေါ်လာ3500လောက်ကနေစတင်ဈေးပေးရမှာဖြစ်ပြီးစွမ်းဆောင်ရင်မြန်မာလာမှုလိုက်ဒေါ်လာ9000ကျော်လောက်ထိတော့ပေါက်ဈေးရှိနေပါတယ်။ကားစင်းတော့ကတက်တာပဲ ခိုကက်ထားတာမျိုးတွေလုံးဝမရှိပဲအကောင်းစားပစ္စည်းတွေကိုကြီးအသုံးပြုပေးထားပါတယ်။နောက်ဆုံးပေါ်နီးပညာတွေကိုထည့်သွင်းအသုံးပြုပေးထားလို့ကားတွင်းပိုင်းကလည်းအတော်လေးကျယ်ဝန်းတာဖြစ်လို့မိသားစုဝင်တွေများပြားရင်လည်းအဆင်ပြေပြေစီးနင်းနိုင်မှာဖြစ်ပါတယ်။ဒီကားကိုအားပြည့်တွင်းထားမယ်ဆိုရင်319မိုင်ကွာဝေးထိတောက်လျှောက်မောင်းနေနိုင်မှာဖြစ်ပါတယ်။နံပါတ်၄ BMW i4 BMW ရဲ့ထုံးစံတိုင်းကားကိုကင်တွယ်မောင်းနေရမှာအတော်လေးကိုတက်တောင်တက်တာရှိစေနိုင်တဲ့ကားဖြစ်ပါတယ်။နောက်ဖက်ပိုင်းမှာပစ္စည်းထည့်ခြင်းလည်းထည့် မထဲ့ခြင်းလဲခောက်ထားတဲ့ခုံကိုလှမ်းပြီးလူစည်းကျင်စည်းအလုံးအဆင်ပြေပါတယ်။လူဦးရေများပြားတဲ့မိသားစုတွေအတွက်အထူးတင့်လျော်တဲ့ကားဖြစ်ပါတယ်။ကားကိုတစ်ကြိမ်အားပြည့်သွင်းထားရင်300မိုင်ကွာဝေးထိမောင်းနေနိုင်ပြီးအနိုင်ဆုံးဈေးဒေါ်လာ9600လောက်ကနေအမြင့်ဆုံးဈေးဒေါ်လာ6800လောက်ထိဈေးပေါက်တာဖြစ်လို့ဈေးကြီးတဲ့အထက်မှာတော့ပါဝင်ပါတယ်။နံပါတ်5ဟွန်ဒိုင်းအိုင်ယွန်5ဈေးကွက်ထဲမှာရှိတဲ့အကောင်းစား EV တွေကတစ်ခုဖြစ်ပါတယ်။အတွင်းပိုင်းကဆက်ကားလိုမျိုးအရန်ကျယ်ပါတယ်။ တကြိမ်အားပြည့်သွင်းထားရင်310မိုင်ကွာဝေးထိမောင်းနေနိုင်မှာဖြစ်ပါတယ်။ Tesla Supercharging Network ကိုအသုံးပြုပြီးထားတာကြောင့်ကားကိုအားသွင်းရမှာလွယ်ကူလင်းမြန်စေလို့အချိန်ကုန်လဲတက်တာစီမှာပါ။ Hyundai brand ဖြစ်တဲ့အတိုင်းအကျန်းလဲခံနိုင်တဲ့ဒီ EV ကားကိုဒေါ်လာ4,300ကျော်လောက်ကနေဒေါ်လာ9,500နီးပါးကြားရှိတဲ့ဈေးတွေနဲ့ကိုလိုချင်ရာဒီဇိုင်းကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။